င်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ November 20ရက်နေ့အတွက်ဂျမုံပြပြသွားမယ့်သတင်းတွေကတော့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုကြိုတင်မဲပေးဖို့စစ်ကောင်စီဖိအားပေးနေပါတယ်မောတောင်တိုက်ပွဲအတွင်ထိုင်းဘက်ထွက်ပြေးတဲ့စစ်သားတွေပြန်ပို့ခံထားရပါပြီနိုင်ငံတကာရဲ့လက်တွေ့ကျတဲ့ပူပေါင်းကူညီမှုတွေကို NUG နိုင်ငံသားရေးဝန်ကြီးတောင်းဆိုလိုက်ပါတယ်ဖားကန်တဲ့စတုံးကိုစစ်ကောင်စီလေချောင်းနဲ့လက်နက်ကြီးသုံးပြီးဆက်လက်တိုက်ခိုက်နေတာပါဒီသတင်းတွေပြောပြပေးပါမယ်ရှင်။ လာမယ့်ဒီဇင်ဘာလကောင်ပိုင်းမှာလုံမဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကြိုတင်မဲပေးကြဖို့မန္တလေးမြို့ကရက်ွက်တွေမှာစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးပိုင်းကဖိအားပေးနေတယ်လို့ဒေသခံတွေပြောပါတယ်။ရက်ွက်တွေမှာကြိုတင်မဲပေးကြဖို့ကားနဲ့လိုက်လံတတိပေးကြီးညာတာမျိုးအောက်ခြေအစင်အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ဆဲအိမ်မှုယာယီမှုတွေကတဆင်ပြောဆိုတာတွေပြုလုပ်နေတာဖြစ်ပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာနေထိုင်သူတအူးပြောတာကအဲ့ဒီအောက်ခြေစစ်ကောင်စီအုပ်ချုပ်ရေးမှုတွေက ကျောင်းသားတွေရှိတဲ့အိမ်တွေကိုရောက်လာပြီးကြိုတင်မဲပေးဖို့လာပြောသွားတယ်လို့ People Spring ကိုအသိပေးပါတယ်။ကြိုတင်မဲကိုတော့ရက်ကွက်ယုံနဲ့ဓမာယုံတွေမှာပေးရမှာဖြစ်ပါတယ်။ AR တိုင်းကမြို့နယ်တွေမှာလည်းအာနာသိန်းစေအုပ်စုကအသက်16နှစ်ပြည့်ပြီးမှတ်ပုံတင်မရှိမဲဆင်းရင်မှနမည်နဲ့နံပါတ်မပါရင်စက်မေးပွဲဖြေခွင့်မရှိဘူးလို့ဖိအားပေးနေကြောင်းကျောင်းသားနဲ့မိဘတချို့ကပြောပါတယ်။ဒါကြောင့်မှတ်ပုံတင်မရှိသေးတဲ့ကျောင်းသားတွေဟာမဲဆင်းရင်မှအမည်ပါဖို့အသေးအတန်လိုက်လုံနေကြရတယ်လို့သူတို့ကဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာ28ရက်မှာတက္ကသိုလ်တွေဖွင့်နေပြီးကျောင်းသူကျောင်းသားတွေလည်းကျောင်းတက်နေရမှာဖြစ်တယ်လို့မဲဆန္ဒနယ်ပြပကတက္ကသိုလ်တွေမှာသွားတက်နေကြမယ့်အချိန်လည်းဖြစ်နေတယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဆိုထားပါတယ်။ဒါကြောင့်မဲပေးခွင့်မဆုံးရှုံးရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့အသက်18နှစ်ပြည့်ပြီးတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေနိုဝင်ဘာ16ရက်နေ့21ရက်အတွင်းကြိုတင်မဲပေးသွားကြဖို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဆော်ဩထားတာ ဖြစ်ပါတယ်။ ာနာသိန်းစစ်ကောင်စီကလာမယ့်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အဖြစ်မြို့နယ်တရားနှစ်ခုမှာကျင်းပမှာပါ။အဲ့ဒီနောက်2026 January လအတွင်းကြံတဲ့ရွေးကောက်ပွဲအပိုင်း2နဲ့အပိုင်း3ကိုဆက်လက်ကျင်းပမယ်လို့ကြေညာထားပါတယ်။စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကိုတော်လှန်ရေးအဖွဲ့အသီးအသီးကကန့်ကွက်ဆန့်ကျင်ထားကြသလိုနိုင်ငံတကာအနေနဲ့လည်းလက်ရှိအချိန်ရွေးကောက်ပွဲကျင်းပတာကအချိန်ကောင်းမဟုတ်ကြောင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ကြောင်းထောက်ပြထားကြပါရဲ့ရှင်။ တနင်္သာရီမြို့နယ်မောတော်မြို့သိမ်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကော့တောင်း၁၄ဂိတ်ကနေထိုင်းအာဏာပိုင်တွေကစစ်ကောင်စီတပ်စီပြန်လွှဲပေးလိုက်ပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးသွားတဲ့တပ်ရင်းမှုနဲ့အဖွဲ့ကိုထိုင်းဘက်ကပြန်လွှဲပေးတယ်လို့စစ်တပ်ဝါဒဖြန့်ချီသူတွေကလူမှုကွန်ရက်မှာတင်နေကြတယ်လို့ကော့တောင်းမြို့ကန်သတင်းရင်းမြစ်တချို့ကလည်းအတည်ပြုပါတယ်။အဲ့ဒီမြို့ကန်သတင်းရင်းမြစ်ရဲ့အဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20လောက်ကိုပြန်လွှဲခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်နဲ့ထွေအုပ်တို့ကလာခေါ်သွားတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှအရေးပါတဲ့မောတောင်မြို့ကို KNLA မမပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA Force for Federal Democracy FFD နဲ့ PDF ပူးပေါင်းတပ်တွေကနိုဝင်ဘာ14ရက်မှာတင်ယူခဲ့တာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲနေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်ကိုဖမ်းမိခဲ့ပြီးနယ်စပ်က တစင်းထိုင်းနိုင်ငံဘက်ထွက်ပြေးသွားသူတွေလည်းရှိခဲ့တာပါ။ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးအတွက်ကိုမသိရတလို့ပြန်လွှဲရမှာတော့20ဝန်းကျင်ပါဝင်တာကိုတွေ့ရပါတယ်။ထိုင်းဘတ်ချန်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတော့ကတဘာရဲယူသွားတဲ့တနတ်တွေနဲ့လက်နက်ခဲယမ်းတွေကိုထိုင်းစစ်တပ်ကသိမ်းယူခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြကြတာပါ။အခုပြန်လွှဲပေးတဲ့အခါမှာတော့လက်နက်တွေပါမပါမသိရသေးပါဘူး။ KNLA PDF တွေနဲ့ဖြစ်တဲ့တခြားတိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်တွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြဘူးပါတယ်။ ထွက်ပြေးလာတဲ့သူတွေကိုတပ်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီစီပြန်လွှတ်ပေးလို့ရှိပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးပန်နီဝေါင်းတို့တွေ့ဆုံပြီးနိုင်ငံတကာရဲ့လက်တွေ့ကျတဲ့ပူးပေါင်းကူညီမှုတွေကိုထည့်သွင်းတောင်းဆိုခဲ့ကြောင်း NUG ကထုတ်ပြန်ပါတယ်။နိုဝင်ဘာ18ရက်မနက်ပိုင်းမှာ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကိုဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟွန်ပန်နီဝေါင်းကဩစတြေးလျလွှတ်တော်မှာလက်ခံတွေ့ဆုံခဲ့တာပါ။ ဝန်ကြီးနှစ်ဦးတွေ့ဆုံမှုမှာမြမနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေလူသားချင်းစာနာမှုရေးရာလိုအပ်ချက်တွေနေဆက်ဖြတ်ကျော်ရာဇဝတ်မှုနှိမ်နှင်းရေးကိစ္စတွေဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရည်မှန်းချက်တွေအကြောင်းရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းနဲ့အပြုသဘောဆောင်စွာဆွေးနွေးခဲ့ကြရလို့ NUG ကဆိုပါတယ်။ဝန်ကြီးဒေါ်စင်မအောင်ကမြန်မာနိုင်ငံမှာဂျားကာလာအစိုးရဖွဲ့စည်းရေးပြင်ဆင်မှုတွေပြည်သူလူထုလုံခြုံရေးအတွက်အလေးပေးစဉ်းစားထားတာတွေအပါအဝင်မြန်မာဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုတွေကို ဩစတြေးလျဝန်ကြီးစီမျှဝေအသိပေးခဲ့တယ်လို့ NUG ရဲ့အားထုတ်မှုတွေမှာနိုင်ငံတကာရဲ့လက်တွေ့ကြတဲ့ပူးပေါင်းကူညီမှုတွေကိုတောင်းဆိုခဲ့ပါတယ်။ပြီးတော့မြန်မာနိုင်ငံရေးမှာစစ်တပ်ကြီးစိုးမှုလုံးဝပပျောက်သွားဖို့အရေးတကြီးလိုအပ်တဲ့အကြောင်းအစိုးရဖွဲ့ပေါင်းစုံပါဝင်တဲ့ Federal ပြည်ထောင်စုတစ်ခုထူထောင်ရေး NUG ကပြင်ဆင်ရေးဆွဲနေတဲ့လမ်းပြမြေပုံအစီအစဉ်တွေအကြောင်းကိုလည်းဝန်ကြီးဒေါ်စင်မအောင်ကလေးပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဩစတြေးလျကို အင်ဒိုပစိဖိတ်ဒေသအရေးကိစ္စတွေမှာတက်တက်ကြွကြွဥဆောင်ပါဝင်နေတဲ့နိုင်ငံတစ်ခုအဖြစ်ဒေါ်စင်မာအောင်ကအတိအမှတ်ပြုခဲ့တယ်လို့စီမံဥပဒေတွေနဲ့အညီနိုင်ငံတကာအရေးကိစ္စတွေမှာပါဝင်နေမှုလူအခွင့်အရေးဆိုင်ရာဘုံကျင့်ဝတ်တွေကိုစောင့်ထိန်မှုတွေအတွက်လဲချီးကျူးသွားခဲ့ကြောင်းသိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေနေတိုင်းနေပါလုပ်နေတယ်လို့စတုံးမြို့နယ်ကွဲကိုလည်းလေကြောင်းကနေထပ်မံတိုက်ခိုက်လာတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါဗါးနိုဝင်ဘာ18ရက်နေ့လယ်ပိုင်းကဖားကန့်မရှိကထောင်ဂျန်ကန့်မော်ကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ပြည်သူ2ဦးဒဏ်ရာရခဲ့ကြောင်းအသိပေးပါဗါးစစ်ကောင်စီတပ်ဟာဒေသခံပြည်သူတွေတနိုင်တပိုင်းကြောက်စိမ့်တူးဖော်ရနေရကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်လာတာဖြစ်တယ်လို့ KIA ကဖော်ပြပါဗါးဖားကန့်တပ်မကုန်းကစစ်ကောင်စီတပ်ဟာပြည်သူတွေရှိရာစီပြစ်မှတ်ထားပြီးလက်နက်ကြီးဒရုန်းတိုက်ခိုက်နေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်နေလို့ဒေသခံတွေထိခိုက်သေးဆုံးမှုနေ့စဉ်မြင့်တက်လာနေကြောင်းသိရတာပါ။ဒါအပြင် KIA တင်ထားတဲ့စတုံးမျိုးဘက်ကိုစစ်ကောင်စီကနိုဝင်ဘာ16ရက်မနက်မှာလေရင်နဲ့ဘုံကျဲတယ်လို့ဖော်ပြပါရတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူနဲ့နေအိမ်ပျက်စီးမှုတွေရှိကြောင်းလည်းအသိပေးပါရတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့စက်တင်ဘာ29ရက်ကလည်းစတုံးကိုလေရင်ဘုံကျဲလို့ပြည်သူ12ဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့ပါရတယ်။ KIA နဲ့စစ်ကောင်စီဟာ ဗမော်ဖကန်ဝိုင်းမော်ဆော့လော်လန်ဆယ်ဒေသခေါင်လန်ဘူးဒေသတွေမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီကလည်းအရတားနေထိုင်ရာတွေစီပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်တာတွေကိုမကြာခဏလုပ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။